ကဲဒီနေ့ကမစ္စရိယဆိုတဲ့သဘောလေးကိုပြောချင်အောင်ကိုယ်မှရှိသလားမရှိဘူးလားကိုယ့်အကုရှားရမှာဖြစ်တယ်ကိုယ့်ရင်ထဲမှာ ရှိသလားမရှိဘူးလားရှားရဒီတရားဟာပုရတဲ့ပုဂ္ဂိုလ်တွေမှာရှိနေတတ်တယ်သောတာပန်ဖြစ်မှမရှိတာဖြစ်တယ်အဲတော့ကိုယ့်ရင်ထဲမှာနည်းနည်းဖြစ်စေအတော်အသင့်ဖြစ်စေများများဖြစ်စေကိုယ့်ရင်ထဲမှာရှိသလားဆိုတာ စင်စင်ဆာဆာဆင်ញင်သုံးသပ်ပြီးတော့ချိန်ရမှာဖြစ်တယ်။မစ္စရိယဆိုတဲ့သဘောကပါလဲ။ပါဠိစကလုံးမစ္စရိယကမာဣစရိယလို့စကလုံးနှလုံးကိုခွဲလိုက်ပြီးတော့ဣစရိယဆိုတာထူချာအံ့ွယ်အရေးချင်းထူချာအံ့ွယ်အနေထားမာဆိုတာ negative ဒီထူးခြားအမွေအခြေအနေကောင်းသည်သူများစီမှာမဖြစ်ပါစေနဲ့ငါမှသာဖြစ်ပါစေအဲ့ဒါမစ္စရိယပဲနော်ဆိုလိုတာကကိုယ်သာရခြင်းနဲ့သူများကိုရတာမကြိုက်ဘူးသူများရတာမကြိုက်ဘူးအဲ့ဒါမစ္စရိယရဲ့သဘောတရားကိုယ်သာချီးပွားခြင်းနဲ့မြတ်တာတဲ့စိတ်မရှိဘူးတော့ ကိုပဲချမ်းသာစေချမ်းသာခြင်းနဲ့သူများချမ်းသာတာကိုလောက်မကြကိုပဲဒီအောင်မြင်ခြင်းနဲ့သူများအောင်မြင်တာကိုမလိုလားဘူးကိုရှိတဲ့အရာတစ်ခုကိုလည်းသူများတွေကိုမရစေချင်ဘူးဆိုတဲ့မစ္စရိယတရားတွန့်တူတဲ့သဘောတရားပဲဖြစ်တယ်ကိုပမာတွေကတော့မစ္စရိယဆိုတာနှမျောတွန့်တူခြင်းလို့ပြောကြတယ် အဲ့တော့မစ္စရိယဆိုတာသဗ္ဗေကျမ်းမှာ၅မျိုးရှိတယ်တဲ့ဓမ္မတိကအာဝါတမစ္စရိယနေရာထိုင်ခြင်းနဲ့ပတ်သက်ပြီးတော့တွန့်တိုတာဥပမာပါစကားစီးတဲ့အခါနေရောက်ထိုင်တဲ့ထိုင်ခုံပေါ်မှာပေါင်ကားထိုင်ပြီးမှအထုတ်ချထားတယ်ကိုယ်နဲ့လူမထိုင်အောင်မိသားစီးရင်လည်းထုတ်တူပဲပေါင်ကားထိုင်လိုက်တယ်နော်အထုတ်ပေးချတယ် ကိုနလာတာမကြိုက်ဘူးမတည့်ရတဲ့လူနဲ့ခွင့်မပေးခြင်းမကိုနအဲ့ဒီလူဟာမျိုးအဝတ္တမစရိယလို့ခေါ်တယ်ဒါနမူနာတစ်ခုပြောပြတာပေါ့ဓိတယ်ဓိတယ်ဆိုးလာတာတည်းရှိတယ်ပေါ့အဝတ္တမစရိယကုလမစရိယဆိုတာကိုနဲ့အပေါင်းအသင်းလုပ်တဲ့ပုဂ္ဂိုလ် ိုနဲ့ခင်မင်းနဲ့မိတ်ဆွေတွေကိုနဲ့အပေါင်းအသင်းယဉ်ဤတဲ့မိတ်ဆွေတခြားလူနဲ့ခင်သွားမှာပေါင်းသင်းမှာမလိုလားတဲ့စိတ်ဟောအဲ့ဒါကုလမစ္စရိယလို့လာဘမစ္စရိယဆိုတာကိုရထားတဲ့ပစ္စည်းမျိုးသူများမရစေချင်တယ်ကိုရထားတဲ့အခွင့်အရေးမျိုးကို သူများကိုမရစေချင်တယ်အဲ့ဒါလာဘမစ္စရိယ ဝဏမစ္စရိယဆိုတာလူတကာကကိုယ့်ကိုချီးမွမ်းတာကြိုက်တယ်ဒီပြင်လူကိုချီးမွမ်းလို့ရှိရင်တွန့်တိုးတယ်ဟုတ်ကိုယ့်ရှိမှတစုံတစ်ယောက်ရဲ့ချီးမွမ်းကို လာချီးမွမ်းတယ်ဆိုလို့ရှိရင်ဟုတ်မစ္စရိယသဘောလေးပါပေါ်လာတော့ဆိုကိုယ့်ရှိမှလာပြီးတော့အေးဘယ်လူအဖြစ်ဘယ်လောက်ဘယ်လိုတော်တာဘယ်လိုတော်တာဘယ်သူတော်တာလို့ပြောလာလို့ရှိရင် ရှင်တဲကအမုံမစ္စရိယတရားရှင်တန်ပြီးတော့ဖြစ်လာရင်ဘာဖြစ်တယ်မင်းကမသိလို့ပါကွာဆိုဖြစ်လာနော်လူတယောက်တော်တယ်လို့ပြောလို့ရှင်တော်တယ်လို့ထောက်ခံချက်မပေးနိုင်ဘူးမင်းမသိပါဘူးသို့မဟုတ်သူတော်တော့တော်တယ်ဒါပေမဲ့ဆိုတာလာအပြင်းပြောပြီးတာမှတ်အတင်းပြောခြင်းလို့ရှင်လူတွေကဒါပေမဲ့နဲ့လာတာ အဲ့ရေနဲ့ကဖက်ပခံနိုင်တဲ့အခြေအနေတစ်ခုဟာအဲ့ဒါမစ္စရိယဝဏ္ဏမစ္စရိယကိုချိန်မွှေးရင်ကြိုက်တယ်ကိုရှိမှသူများအကြောင်းလားချိန်မွှေးရင်မခံနိုင်ဘူးအဲ့ဒါမစ္စရိယလို့ခေါ်ဓမ္မမစ္စရိယဆိုတာကိုတက်တဲ့အတ္တပညာတစ်ခုရှိုးဝဲထားတယ်သူများကိုမသိစေဘမပြေမှာ မုံဖုတ်တဲ့အတ္တပညာတွေရှိကြတယ်။ဆက်ပြာလုံးတဲ့အတ္တပညာတွေရှိကြတယ်။ချက်တဲ့ပြုတ်တဲ့အတ္တပညာတွေရှိတယ်။သို့တော်သင်ပြတဲ့ဆရာမအစရိယမုတ်ထီဆိုပြီးတော့ရှုပ်ဝဲချက်ကလေးတော့ဆုတ်ထားတတ်တယ်။အကုန်မပေးဘူး။အကုန်မပေးဘူး။အစရိယမုတ်ထီလို့ခေါ်ဆရာသားလေးခြံထားတယ်နော်။အဲ့ဒီလေးချင်မျိုးလေးကရှင်သန်နေသေးတယ် ရှုပ်ဝဲချက်တွေထားအဲ့ဒါကို top secret အောက်မှာချောက်ထားလိုက်ပမာစေးတွေအလွန်ကောင်းတော်လဲပဲတမဲနမဲကို top secret ထဲထည့်ထားလိုက်တဲ့အခါကျသူသေးတော့ပျောက်သွားဟောတိုင်းစေးတွေကအဲ့လိုနဲ့စွန့်တတိတွေမရလိုက်တာဒါမစ္စရိယရဲ့မစ္စရိယကြောင့်ဖြစ်တာလေနော်မစ္စရိယကြောင့်ဖြစ်တယ်ကောင်းတဲ့ပညာရက်တွေဟာဖြန့်ဖြူးပေးရမှာဖြစ်တယ် ဘသူဝေတတ္တမစ္စရိယဆိုတာဖြစ်စီတာဝိကတမစ္စေရပရိယုတ်ထိတေနစေတတအကာရအစ္ဆဝတ္တိအိမ်မှနေပြီဆိုလို့ရှိရင်မစ္စရိယကင်းတဲ့စိတ်နဲ့နေရမယ်တဲ့အိမ်မှနေရင်ကလည်းမစ္စရိယစိတ်ဆိုတာဖြစ်တတ်တယ်ပေါ့အဲ့တော့မစ္စရိယဆိုတာအများကနားလည်နေတာဘာလို့ဆိုရင် မပေးမကမ်းရဘူးနှမျောတာမစ္စရိယလို့ခေါ်နေကြတယ်အမှန်အဲ့ဒါတည်းမကဘူးမစ္စရိယဆိုတာကိုရထားတဲ့အခွင့်အရေးတစ်ခုကိုသူများမရစေချင်တာဒါမစ္စရိယကိုအောင်မြင်ကြော်ကြားတယ်လို့သူများကိုအောင်မြင်ကြော်ကြားမှုမဖြစ်စေချင်ဘူးဒါမစ္စရိယမစ္စရိယ၅မျိုးကျမ်းဂန်တွေမှာပြထားတာရှိတယ်အာဝတ္တမစ္စရိယကိုနေတဲ့နေရာသူများမနေစေချင်ဘူး ကုလမစ္စရိယကိုနဲ့ယဉ်နှီးတဲ့ကိုတန်ငယ်ချင်းသူများတွေအပေါင်းအသင်းမလုပ်စေခြင်းဘူးလာဘမစ္စရိယကိုရထားတာမျိုးသူများမရစေခြင်းဘူးဝဏ္ဏမစ္စရိယကိုကြော်ကြားသလိုသူများမကြော်ကြားစေခြင်းဘူးသို့မဟုတ်ကိုအစင်းလှသလိုသူများမလှစေခြင်းဘူးဓမ္မမစ္စရိယကိုသိတဲ့တရားသူများမသိစေခြင်းဘူးဟောမစ္စရိယတဲ့မစ္စရိယဆိုတဲ့သဘောတရားကလောဘနဲ့တွဲတာမဟုတ်ဘူးဒေါသနဲ့တွဲတာ တမအားဖြင့်ပြောမယ်ဆိုလို့ရှိရင်လောဘကြီးလို့မစ္စရိယဖြစ်တယ်လို့ဒီလိုထင်ကောင်းထင်လိုက်မဟုတ်ဘူးသူကမစ္စရိယတရားဟာကိုယ့်အတွက်သိမ့်ပိုက်ပြီးတော့တခြားလူအတွက်သူကဆန့်ကျင်မဲ့လုပ်တဲ့စိတ်ဓာတ်လေးရှိတယ်မယုံလို့ရှိရင်မစ္စရိယရဲ့သဘောကိုသိကြလို့ရှိရင်တကောက်တကောက်ကစားနေတဲ့ခွေးနှကောင်ကြားမှာ အမဲယိုးလေးတို့မဟုတ်အစားအစာလေးတစ်ခုပြစ်ချကြည့်ပါလား အဲ့ဒီခွေးတွေဘာလို့ကြာကြိုက်ကြမှာပေါ့ဟုတ်ကဲ့လားရသွားတဲ့ကောင်ကလည်းသူ့ခါကိုကာဝယ်တဲ့အနေနဲ့ကြောင်လေးကြွက်ကလေးတွေလည်းကြည့်နေပါဇက်ထဲမှာအစာရသွားပြီကြောင်လေးတွေဟာကြွက်လေးဖမ်းမိသွားပြီဆိုလို့ရှင်ဘာလို့လဲမှန်ဖီနေတော့လားအဲ့ဒါမှန်ဖီတာတခြားမဟုတ်ဘူးလာမထိနဲ့ငါဟာဒီအိဗယ်မျိုးအဲ့တော့မစ္စရိယကဒေါသကိုအားပေးလာဒေါသကိုဖြစ်ပေါ်စေတာ ဒါကြောင့်မစ္စရိယဒေါသနဲ့ရှင်တာပေါ့။ဟိုတရိษံယုံကြီးတွေကြားတွေအစာကျွေးတဲ့ချိန်သွားကြည့်။အမတန်စားလောင်းနေတာ။အသားတရုံပြစ်ချလိုက်လို့ရှင်အဲ့ဒီကြားစားပါတော့လားမစားဘူး။အသားတရုံကိုကိုက်ချီပြီးတော့ပိုလိုက်ဟိန်ဒီလိုက်ဟိန်လုံတာ။အဲ့ဒါဘာကြောင့်လဲမစ္စရိယကြောင့်ဖြစ်တာနော်။မစ္စရိယကြောင့်ဒေါသဖြစ်တာ။သူ့အစာမထိနဲ့ဆိုတဲ့အတိတ်ပဲမျိုးပဲ။ အေးမစ္စရိယတရားဖြစ်လာပြီးကြီးထွားလာပြီးဆိုလို့ရှိရင် तू အလွန်အန္တရာယ်များတယ်ပေါ့တခါတော့ကဘာမှာရာဇဝမှုတစ်ခုကျူးလွန်တာတောင် ဖြစ်သေးတယ်မစ္စရိယကြောင့်အမေရိကမှာစကိတ်စီးတဲ့အမျိုးသမီးချန်ပီယံရထားတဲ့အမျိုးသမီးတယောက်အဲ့ဒီနေ့ကျတော့သူ့ကိုရှင်ပြိုင်လာမဲ့အမျိုးသမီးတယောက်ပေါ်လာပေါ်လာတဲ့အခါကျတော့သူ့ချန်ပီယံဟိုကချင်းချောက်လာတယ် သူရှုံးမဲ့အနေအထားမျိုးတွေထီအောင်ရောက်လာရောက်လာတဲ့အခါဘာလုပ်တော့ဆိုလူဆိုးတယောက်ကိုငှားပြီးတော့အဲ့ဒီမျိုးသမီးခြေထောက်ကိုကျိုးအောင်ရိုက်ခိုင်းတာဒါတကယ်ဖြစ်ခဲ့တာเนาะအဲ့ဒါဘာကြောင့်တော့ဆိုကိုယ့်ရဲ့ကြော်ကြမ်းမှုသူများကိုမပေးချင်အဲ့ဒါမစ္စရိယလို့ခေါ်တယ်ပေါ့တဘာတုတ္တရှင်လည်းမအသိပညာဘုဒ္ဓတရားဝေဟာတရားတော်များကိုရှားခွင့်ပြီးနှဝေပင်ခြင်းဖြစ်ပါတယ် Thank you.